ေပင်ဝန်တန်းတွေပေါ်မှာမြင့်မြတ်တဲ့အပြုမှုလေးတစ်ခုလုပ်ခဲ့လို့ချီးကျူးခံနေရတဲ့မြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စေပင်တရားတန်ရှင်းဌာနကအမိုက်ကောက်တဲ့ဝန်တန်းလေးပေါ်မှာအခုလိုမျိုးထူးခြားတဲ့အပြုမှုလေးပြုလုပ်ခဲ့တဲ့အတွက်လူပြောများနေရကတော့မြင့်မြတ်ပဲဖြစ်ပါတယ်။မင်းသားကြီးမြင့်မြတ်ဟာဆိုရင်အနုပညာတက်တန်းနှစ်ပေါင်း20ကျော်ကြာခဲ့ပြီဖြစ်ပြီးတကယ်ကိုအောင်မြင်ကြပြီးတော့နာမည်ကြီးတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ တရုတ်ဆောင်အိုက်တင်အရေးချဲမှဆိုရင်လည်းအပြစ်ပြောစရာမရှိအောင်ထူးခြားကောင်းမွန်တဲ့အတွက်ပရိသတ်များစွာက အားပေးနေကြရပါဒါပေမဲ့ကင်မရာနောက်ကွယ်မှာဆိုရင်လေအခုလိုမျိုးထင်မှတ်ထားတဲ့စိတ်သဘောထားလေးတစ်ခုရှိနေကြအောင်လောက်ရက်လေးတွေနဲ့အတူတက်တည်ပြနေကြတာဖြစ်ပါတယ် မင်းသားချင်းမြတ်မြတ်ကအခုလက်ရှိမှာမြေစာလို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတန်ရှင်ရေးဝန်ထမ်းတယောက်အနေနဲ့တရုတ်ဆောင်နေရဖြစ်ပါတယ်။ရန်ကုန်တမျိုးလုံးမှာရှိတဲ့အမိုက်တွေကိုလိုက်ကောက်ပြီးတင်စီရတဲ့စီပင်သားရကတန်ရှင်ရေးဝန်ထမ်းလေးဖိုးထောင်နေတဲ့တရုတ်ဆောင်နေခဲ့ပါတယ်။ဒီလိုတရုတ်ဆောင်ရတဲ့အခါမှာအမိုက်ပုံကြီးတွေပေါ်မှာလည်းမယုံမရှာနဲ့တက်ပြီးတော့နန်းနန်းစောစောနဲ့တရုတ်ဆောင်ရတာဖြစ်ပါတယ်။ဒါပေမဲ့မြင်းမြတ်ကတော့ဒီအပေါ်မှာဘလို့မကိုသဘောမထားပဲသူရဲ့အနုပညာပေါ်ပေးဆက်လို့တဲ့စိတ်နဲ့အကောင်းဆုံးပြင်ဆင်စွာတရုတ်ဆောင်ထားတာဖြစ်ပါတယ်။ဒါတင်မက ဘေးနားကနေသူရဲ့တရုတ်ဆောင်အိုက်တင်ပုံမပြပြင်စေဖို့အတွက်ကုညီလန်ပြပေးနေတဲ့စီပင်တရားကဝန်တန်းလေးပုံမှာလည်းအခုလိုပုံစံနဲ့ဆက်ဆံခဲ့ပါတယ်။အဲ့ဒီဝန်တန်းလေးကဘေးနားကနေမြင့်မြတ်ကိုလိုအပ်တဲ့အရာတွေကိုပြောပြနေခဲ့တာဖြစ်ပြီးသူတို့ရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့လုပ်ငန်းလုပ်ကိုင်ပုံတွေကိုဘဝအခက်အခဲတွေကိုလည်းပြောပြနေခဲ့တာပါ။ဒါကြောင့်မြင့်မြတ်ကစီပင်တရားကဝန်တန်းလေးတွေရဲ့ဘဝအမှန်အတိုင်းအကောင်းဆုံးနဲ့ပုံဖော်ပြီးတော့တရုတ်ဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူရဲ့ဇေယျတဆူလိုဖြစ်နေတဲ့စီပင်တရားကဝန်တန်းလေးပုံမှာမြင့်မြတ်ကတော့ရိုသေလေးစားစွာနဲ့ဆက်ဆံခဲ့ ရာဖြစ်ပါတယ်။အဲ့ဒီဝန်ထမ်းတွေကိုပစ္စည်းတခုကိုပေးတဲ့အခါမှာဒီအတိုင်းပစ္စလက်ခတ်မပေးဘဲလက်နှစ်ဖက်နဲ့ရိုးရိုးတည်တည်ပေးလိုက်တဲ့ပုံစံလေးဟာဆိုရင်တကယ်ကိုလူပြောများပြီးတော့လေးစားစရာကောင်းနေရာဖြစ်ပါတယ်။တာမန်အမိုက်ကောက်တမဝန်ထမ်းလေးဆိုပြီးနှိမ်ချစွာဆက်ဆံနေရမျိုးလုံးဝမရှိတဲ့လူလူချင်းအတူတူပါပဲလားဆိုပြီးလေးစားသမှုနဲ့ဆက်ဆံကြရကတော့တကယ်ကိုချီးကျူးစရာစိတ်ဓာတ်ပဲဖြစ်ပါတယ်။တချို့တွေဆိုရင်သူတို့ကိုသူတို့နာမည်ကျော်မင်းသားမင်းသမီးတွေဆိုပြီးဂုံမောက်မှာတတ်ကြပေမဲ့မြင့်မြတ်ကတော့ဒီလိုမာနာကြီးရဲ့စိတ်ဓာတ်မျိုးလုံးဝမရှိ ခဲ့ပါဘူး။သူမသိတဲ့မကြွန့်ကျင်တဲ့နေပေမှာကုညီလောက်ကင်ပေးနေတဲ့ဝန်ထမ်းလေးတွေပေါ်မှာလေးစားစွာနဲ့တံမိုးထားပြီးတော့အခုလိုမျိုးအပြုအမူလေးတွေနဲ့သူရဲ့လေးစားမှုတွေကိုပြသနေခဲ့တာဖြစ်ပါတယ်။ အမိုက်ပုံပေါ်မှာနန်းစောစောနဲ့တရုပ်ဆောင်နေရတဲ့ပုံမှာလည်းမျက်နှာတစ်ချက်ပြတ်တာမျိုးမရှိပဲသူတို့တွေရဲ့ဘဝကိုကိုချင်းဆန္ဒနားလဲပြီးတော့ TV ဖန်သားပြင်ပေါ်မှာအကောင်းဆုံးခြားပြနိုင်အောင်ဆွမ်းဆောင်နေခဲ့ပါတယ်။ဒီစကားဟာဆိုရင်တကယ်ကိုအခြေခံလူဒန်းစားတွေရဲ့တနာစရာဘဝလေးကိုမိမောင်းထိုးပြသလိုမျိုးထင်အပ်စေမဲ့ဘဝတရုပ်ပေါ်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလည်းဖြစ်ပါတယ်။ညညကတော့တကယ်ကိုဒရမာမင်းသားတယောက်ပြပြီးအကယ်ဒမီရတာမရတာတက်ဒီလိုဘဝတရုပ်ပေါ်ရုပ်ရှင်ဇာတ်ကားတွေများစွာကိုရိုက်ကူးပြသလျက်ရှိပြီးအနုပညာလောကကြီးပုံ မိုတိုးတက်အောင်စွမ်းဆောင်နေခဲ့ပါတယ်။အခုလည်းညပတ်နန်းစော်နေတဲ့အမိုက်ပုံတွေအကြားမှာအလုံးလုံးနေရတဲ့တန်ရှင်းဝင်တန်းလူတွေပေါ်မှာရိုတိလေးစားစွာနဲ့လူသားချင်းစာနာထောက်ထားပြီးတော့ခွဲခြားဆက်ဆံမှုမရှိတဲ့လောက်ရက်လေးကြောင့်အလုံးကချီကျူးနေရတာဖြစ်ပါတယ်။မြင်းမြတ်ရဲ့အခုလိုလောက်ရက်လေးနဲ့အစိတ်တော်သားတွေပေါ်မှာပြည်သက်ကြီးလို့ရောဘလို့မျိုးတင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။